ဖိိတ်နှံအချိုက်ကိုတည်သွားသလိုကိုယ့်ရဲ့လူအပ်ချက်ကိုပါနားလေဆိုတဲ့အဆိုရိုစီရဲ့တယောက်သူ့ရဲ့ဒုတိယမြောင်တခြင်းအယ်ဗန်ဖြစ်တဲ့အိုင်မီမိုင်မိုင်းကိုပိိတ်သက်ချိန်နှက်ကြမယ်လို့မျှော်လင့်နေပါတယ်။တယောက်တဲ့အခက်ခဲတွေကိုရုန်းကန်ပြီးမှနားလေသဘောပေါက်လာတဲ့စီရင်ဒီဇင်ဘာ9ရက်နေ့ကကန်တော်ကြီးမီနီဇူးမှာ promotion ပွဲတစ်ခုလုပ်ခဲ့ပါတယ်။ပိိတ်သက်တယောက်ရှိသည်ဖြစ်စေနှစ်ယောက်ရှိသည်ဖြစ်စေဆိုတဲ့စိတ်ကူးလေးနဲ့ဖန်တီးထားတဲ့ဒီအယ်ဗန်ကို I mean my mind လို့နာမည်ပေးခဲ့တာဟာ အမှုပညာရဲ့မျိုးရိုးမရှိပဲအခက်အခဲတွေကိုတယောက်တည်းရုန်းကန်ခဲ့ပြီးမှဇေယျဆိုတာပရိတ်သတ်လက်ခံလို့ဖြစ်လာရတာပါလို့ပြောပါတယ်။ဒီကွေရတော့ကျွန်တော်ပရိတ်သတ်ကြိုက်ကိုလည်းပြီးပါပြီ။ကျွန်တော်ရဲ့လွယ်ချက်တွေကိုလည်းနားလည်ပါပြီ။ဒီလိုအတွက်ကြောင့်လွယ်ချက်အနည်းဆုံးပြအောင်လို့တော့တက်နိုင်ကိုကြိုးစားပြီးတော့ဟိုစီစဉ်ထားရပါတော့။ဟိုနားတော်ကြည့်လိုက်တာနဲ့ကျွန်တော်ရဲ့စီစဉ်တာမြစ်တာကိုနားလည်မှာပါလို့ကျွန်တော်ပြောကြတယ်။ပရိတ်သတ်တယောက်ရှိပြီဖြစ်သေးအာနှစ်ယောက်ရှိပြီဖြစ်သေးအာကိုပရိတ်သတ်အတွက်ဆိုရင်စိတ်လေးနဲ့ကျွန်တော်ဒီလိုတို့တာပါ။အားဖြင့် ကျွန်တော်ရဲ့စေနာလေးတွေကိုဟိုသူနားထောင်ကြရမယ်ဆိုနားလည်ပြီးတော့စေနာနဲ့တက်မယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ရခက်ခဲအများကြီးကြုံရခဲ့ရပြီးတော့မှစီရဲဆိုတဲ့ဒီခေါင်းစဉ်တွေကိုရရှိခဲ့တာဒါလည်းပြည်သက်လက်ခံလို့ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကပြီးတော့ကြိုးစားဖို့ပဲရှိတယ်ကျွန်တော်ဘယ်တော့မှနောက်ဆုတ်ပါမှာမဟုတ်ဘူးကျွန်တော်အချင်းချင်းရှင်နိုင်လို့အားရင်ရှင်လို့ကျွန်တော်အများကြီးကြိုးစားပါမှာပြည်သက်ကိုကျေးဇူးရှင်လို့သဘောထားပြီးကျေးဇူးဆက်တာပါလို့ပြောပါတယ် ဒုတိယမြောက်သချင်းအယ်ဘန်ထဲမှာချက်ဖာရှိုင်းလီအန်နီရှယ်ဂျူဂျီစစ်ရန်မစ်ဆန်နီပိုပိုတို့ကအားဖြစ်ကူညီတီဆိုပေးထားသလိုသချင်းဆက်သုံးမှုပါဝင်ပါတယ်ပထမသချင်းအယ်ဘန်နဲ့ပုံစံမတူတဲ့သချင်းတွေပါဝင်တယ်လို့ဆိုပါတယ်တကယ်ချင်းဇေယျတယောက်သူ့ရဲ့ကျိုးပဲ့မှုကြောင့်ဒုတိယခြေလှမ်းတစ်ခုဖြစ်ပေါ်လာတဲ့အပေါ်အတိမတ်ပြုဖို့အားပေးကူညီတီဆိုခဲ့တာဖြစ်ပြီးပြည်ထက်ကလည်းဇေယျရဲ့ကြိုးစားမှုကိုလက်ခံအားပေးပါအောင်လို့အဆိုတော့ဂျူကာကပြောပါတယ် ဲစကင်းစီရဲ့ဘာလို့ဆိုဒီနေ့သူသူသားမှုနဲ့တို့သူသူရခုရဲ့ဆိုတာလေးဖြစ်လာပြီအဲ့တော့သူရဲ့သူသားမှုကိုကျွန်တော်အတိမတ်ပြည့်ပြည့်တို့သာပြိတဲ့ကြီးရတယ်ဘာလို့ဆိုသူရဲ့ဖြစ်လေးတွေကိုနားသိပြီးသူရဲ့ဟိုဟာသူသားမှုတွေကိုလက်ခံနေပါလို့ပြောချင်ပါတယ်သူတော့ဒီရက်လည်းအောင်ကြပါစေလို့ပြောချင်ပါတယ်တချင်း album mix up promotion ပွဲမှာတချင်းနေနဲ့ဖြော်ပြခဲ့ပြီးပြည့်တဲ့ရာနဲ့ချီတက်ရောက်အားပေးခဲ့ပါတယ် Facebook စာမျက်နှာမှာကြော်ညာထားတာတွေ့လို့အားပေးဖို့လာခဲ့တဲ့စေရဲ့တချင်းတိုင်းကိုအရန်ကြိုက်တယ်လို့ဆိုပါတယ်